ကဲတက်တက်ခံရဲ့တည်င်းကတော့အတီဖြစ်သွားပါပြီနော်ဒါတော့မဟုတ်ဘူးပြောနေကြလို့ပါတက်တက်ခံကစောက်ကျွေးတွေထူလို့နော်စောက်ဖက်ကလွတ်တော်တဲ့ထိုင်ခွင့်မရှိဘူးတဲ့ကဲစောက်နေမဲ့နှိုင်းပြီးတော့ခက်ကြမ်းကြမ်းပြောလိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒါကံထိုက်တာနော်လူလူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပခုံးချင်းရှင်ပြီးတော့ဟမ်မတူမတန်တာလာနှိုင်းရှင်ပြီးတော့ကိုယ့်ကိုစောက်ရဝင်ခြင်းနဲ့ဟာတွေအဲ့ဒါအဲ့ဒါချက်ချင်းလက်ငင်းအကျိုးပေးတာ ရှက်စရာကြီးဟမ်အကျွေးတွေထူလို့လွတ်တော့ကိုယ်စားလဲလောင်းဖြစ်ဝင်ခွင့်မရဘူးလေဘဒူလဲဆိုတော့ပါတီတစ်ခုကိုတီထောင်ပြီးတော့ဩက္ကဋ္ဌလုံနေတဲ့သူပယ်လိုက်ပြီးတော့အမဟမ်စစ်တပ်ရင်တခါလဲပြီးလို့ရအကောင်ပြောတာစဉ်းစားကြည့်နေဗျာဟမ်အဲ့တော့တတ်တခိုင်ဆိုတာက2014ခုနှစ်မှာ NLD ပါတီတဲကိုဝင်လာတယ်2015မှာရွေးကောက်ပွဲဝင်ပြိုင်တဲ့ NLD ခေါင်းစဉ်နဲ့အနိုင်ရတယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်လာတယ် တော့လွတ်တော်ကိုယ်စားလှယ်ဖြစ်လာတော့ဒီပါတီထဲမှာအားကိုးရမလားအောင်မရတယ်အဲ2016ခုနှစ်မှာရန်ကုန်တိုင်းဒီအစိုးရအဖွဲ့ကဘာလို့လဲဆိုတော့အထက်မြင့်အဆောက်အအုံတွေစောက်လုပ်တဲ့နေရာမှာစံစိန်စံညှိုးတိုင်းမှမီတဲ့လုပ်ငန်းပေါင်း200ကျော်လားမသိဘူးကျွန်တော်ခေါင်းစဉ်တော့အားလုံးပေါင်းမေ့ဝဲအဲ့ဒီကိုပယ်ဖျက်ပလိုက်ကုမ္ပဏီနာမည်ပြောပါဗျာအဲ့ဒီထဲမှာတက်တက်ခိုင်ရဲ့နာမည်ပါတယ်တက်တက်ခိုင်တို့ကုမ္ပဏီနာမည်ပါတယ်ဆိုတော့ရှင်းရှင်းလေးအထက်မြင့်အဆောက်အအုံကန်ထောက်ဆွဲပြီးစောက်တာနိုင်ငံတတ်မှတ်ထားတဲ့အရေးအသွေး ပြင့်ပြီးအောင်မဆောက်ဘဲခိုးလို့ပိတ်သိမ်းနေတိတာအဲ့ဒါကိုသူကမကျင်သက်ဖြစ်ပြီးတော့ LND ပါတီကိုပြန်ပြီးတော့ပါတီတွင်းမှာပြောရမယ့်စကားတွေကိုပြင်ပထုတ်ပြောဝေဖန်အဲ့လိုတွေလှုပ်လာတဲ့အတွက်ပါတီကနေတာဝန်တချို့ရက်နာခံပြီးလိုက်တယ်။သူကအဲ့ဒါနဲ့မခံနိုင်ဖြစ်ပြီးတော့ဘာလုပ်လဲ LND ပါတီကထွက်ပြီးတော့လွတ်တော်အဲသူကသူပါတီထောင်လိုက်တယ်ပြီးတော့လုံးပါတီပြီးတော့2020ရွေးကောက်ပွဲမှာ NLD နဲ့အပြိုင်ဆိုပြီးတော့ရွေးကောက်ပွဲဝင်တယ် နော်မရန်ကုန်မြို့နယ်ကနေဒေါ်မေဝင်းမြို့ကိုဘလောင်းနဲ့ရှုံးတယ်အောင်မေလို့ခွနစ်တရမတုံညသုံးရာခိုင်နှုံးနဲ့ရှုံးတယ်တစ်30တောင်မပြည့်ဘူးနော်စဉ်းစားကြည့်30တောင်မပြည့်ဘူးတရာရာခိုင်နှုံးမှာ तू तू ရှုံးနေတရာအပြည့်မှာ तू ကခွနစ်တရမတုံညသုံးရာခိုင်နှုံးနဲ့ရှုံးပြီးတော့အန္တရာယ်ပါတီကဒေါ်မေဝင်းမြစ်ကိုအပြတ်ပတ်ရှုံးတာဆိုတော့အမှတ်တရပေးတဲ့နေရာမှာ၁၀မှတ်တောင်မပြည့်ဘဲနဲ့ခုနှစ်မှတ်ကြော်ကြော်လေးပဲရခဲ့တာပေါ့ နော်အဲ့ဒါနဲ့မလုပ်လေရွေးကောက်ပွဲရှုံးတဲ့ငရှုံးတွေကအရှုံးလက်မခံနိုင်တဲ့အောက်တန်းစားတွေစုပြီးတော့မင်းအောင်နိုင်ကိုအာနာသိမ့်ဖို့တွားမြောက်ပေးတဲ့အချိန်မှာတတ်တခံလို့ပါတယ်အမင်းအောင်နိုင်အာနာသိမ့်ပြီးတော့မင်းအောင်နိုင်လို့ဒီအာနာသိမ့်တခိုးချဘိုးတွေအစိုးရဖွဲ့တဲ့အချိန်မှာလူမှုဝန်ထမ်းတွေပြန်လည်နေရာချထားရေးဝင်ကြီးဌာနဆိုပြီးတော့တတ်တခံရုံဝင်ကြီးကောက်ခံလိုက်တယ်မင်းအောင်နိုင်ကနော်အဲ့ဒီမှာတတ်တခံလို့ထောင်တာပေါ့ဟမ်ထောင်ထောင်အခုလည်းကြာအောင်ကြာအောင်တခါပြီးတော့နောက် สิตากาคนนี้ที่ได้ใช่ไหมการเท่าก